ရှမ်းမြောက်မှာဖြစ်နေတဲ့တအန်သက် TNL နဲ့စစ်ကွန်မရှင်တပ်တွေကြားကတိုက်ပွဲတင်းနဲ့ဆက်ပါအောင်မယ်။ကျောင်းမဲမြို့နယ်ထဲမှာဖြစ်နေတဲ့တိုက်ပွဲတွေကမြို့နယ်သုံးပိုင်းအကွာလောက်မှာရှိတဲ့ခူမုံရွာနာထိရောက်လာနေပါတယ်ဒီနေ့မှဆိုရင်စစ်တပ်နဲ့တအန်းတက်ကြကတိုက်ပွဲတွေဟာခူမုံရွာစခန်းသားမိုင်းတင်းပင်တီရွာတွေမှာဖြစ်နေတာလို့မြေပြေသတင်းရင်းမြစ်ကပြောပါတယ် ကြောင်မဲမြို့ထဲကနေရာတချို့မှာလည်းဒီနေ့နေ့လယ်ပိုင်းလောက်ကစပြီးတော့မီးလောင်နေရာတွေရှိနေတယ်လို့ဆိုပါတယ်မြို့ထဲမှာတအံတပ်ဖွဲ့ဝင်တွေလည်းမရှိတော့ဘူးလို့ဒေသခံတွေကပြောပါတယ်အဲ့ဒါပြင်ကြောင်မဲမြို့ကနေတအံတပ်ကစုခွာသွားပြီလို့လည်းမြင်ပြတဲ့ဒင်းရင်းမြစ်တချို့ကဆိုပါတယ်ဒါနဲ့ပတ်သက်ပြီးအတီးပြုတ်နိုင်ဖို့တအံ့သက် TNL ပြောခွင့်ရလူရည်ဦးကို NMG အနေနဲ့ဆက်သွယ်နေစေဖြစ်ပါတယ် မနေ့ကတော့တအံသက်အနေနဲ့မြို့ကနေစုတ်ခွာတာမျိုးမရှိသေးပေမဲ့ဆက်ပြီးတော့ခန်နိုင်ဖို့ခက်ခဲတဲ့အခြေအနေမျိုးမှရှိနေတယ်လို့ပြောခွင့်ရလူကြီးဦးက BBC သတင်းဌာနကိုပြောဆိုထားပါတယ်။